တခြားကမ္ဘာကိုရောက်ရှိသွားသလားထင်ရစေမဲ့ကမ္ဘာထူးခြားဆုံးစားတောက်ဆိုင်၄ဆိုင်ပြည်သူများအားလုံးပဲမင်္ဂလာပါ။ဝါလွားကထူးခြားဆန်ပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေကြိုဆိုပါရစေ။စားတောက်ဆိုင်ဆိုတာဘိုက်ဖြည့်ပို့တင်မဟုတ်ပါဘူး။အချို့ဆိုင်တွေကစားတောက်တဲ့အတွေ့အကြုံတစ်ခုလုံးကိုပေးစွမ်းနိုင်ပါတယ်။ရေအောက်မှာစားရတာ၊လေထဲမှာလွင့်နေရင်စားရတာဒါမှမဟုတ်ထူးဆန်းတဲ့စားပစ်တွေနဲ့စိတ်လုံရှားစရာတွေပေးနိုင်တဲ့ဆိုင်တွေရှိပါတယ်။ဒီဗီဒီယိုမှာကမ္ဘာပေါ်ကထူးခြားတဲ့စားတောက်ဆိုင်၄ဆိုင်ကို တင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်1အစ်တာအန်ဒါစီရက်စတန်မော်လဒိုက်ဒီစားတောက်ဆိုင်ရာမော်လဒိုက်နိုင်ငံကွန်ရက်မော်လဒိုက်ရန်ဂါလီအိုင်အလမာတရှိပြီးပင်လယ်အောက်9မီတာနဲ့မှမှန်နေနဲ့တိစောက်ထားပါတယ်။ဒီဆိုင်ကဧည့်သည်14ဦးလောက်ပဲလက်ခံနိုင်ပြီးပင်လယ်ငါးတွေတန်တာကြောက်တန်းတွေနဲ့ရေအောက်မြင်ကွင်းကို360ဒီဂရီကြည့်ရှုနိုင်ပါတယ်။မီနူကတော့ဥရောပနဲ့အာရှဟင်းလျာတွေကိုရောဆက်ထားတဲ့စစ်မြေစားတောက်တွေဖြစ်ပါတယ်။ဒီဆိုင်ရဲ့ထူးခြားမှုကရေအောက်ကဘာတွေဝင်ရောက်နေရသလို ခံစားရတဲ့အတွေ့အကြုံမှာသာတုံးသူတွေကိုဆွဲဆောင်တာကပင်လယ်တက်ရဝိုင်နဲ့တူစားနေရတဲ့မမေ့နိုင်တဲ့မြင်ကွင်းဖြစ်ပါတယ်။ဒီဆိုင်မှာစားဖို့ဟာတဦးကိုဒေါ်လာ100ကျော်လောက်ကုန်ကြပေမဲ့တံမိုးရှိရလို့ဧည့်သည်တွေကဆိုကြပါတယ်။ဒီဆိုင်ဟာအစားတောက်တဲ့ရေအောက်ကဘာရဲ့အလှတရားကိုခံစားရတဲ့အတွေ့အကြုံကိုရောင်းချပေးနေတာပါ။နံပါတ်1 Dinner in the Sky Belgium ဒီကဘာလုံးရွှေပြောင်းစားပဲ့ဒီထဲမှာလွင့်နေရင်စားရမယ်ဆိုရင်ဘယ်လိုနေမလဲ။ Dinner in the Sky က Belgium ကစတင်ခဲ့တဲ့စားတောက်ဆိုင်မျိုးစားဖြစ်ပြီး ကရိန်းနဲ့မြောက်ထားတဲ့ platform ပေါ်မှာဧည့်သည်22ဦးကိုလေထဲ90မီတာထိတင်ပြီးစားဖြစ်ပေးနေတာပါဒီဆရာတစ်ကဘာလုံးမှာရွှေပြောင်းပြီးဝန်ဆောင်မှုပေးနိုင်ပါတယ်ဥပမာလန်ဒန်ဒူဘိုင်းစစ်တနီလိုမျိုးတွေမှာတွေ့ရပါတယ်မီနူးကတော့ဒေတာလိုက်ပြောင်းလဲပေးထားပါတယ်ဧည့်သည်တွေဟာလုံခြုံရေးကပတ်တွေနဲ့ထိုင်ပြီးမျိုးရည်မြင်ကွင်းကိုအပေါ်စီးကနေခံစားနိုင်ပါတယ်ဒီဆိုင်ရဲ့ထူးခြားမှုကလေထဲမှာလွင့်နေရင်စားရတဲ့စိတ်လုံချားမှုပါဒီဆိုင်မှာစားတောက်ဖို့အတွက်တဦးကိုဒေါ်လာ150ကနေဒေါ်လာ300လောက်ကုန်ကြပါတယ်။နံပါတ် The Raw Restaurant Zanzibar Tanzania ပင်လယ်ကကြောက်တုံးတစ်ခုပေါ်မှာစားရမယ်ဆိုရင်ဘယ်လိုနေမလဲ The Raw Restaurant ဟာ Tanzania ရဲ့ Zanzibar ကျွန်းမှာရှိပြီးအိန္ဒိယသမုဒ္ဒရာတွေကကြောက်တုံးတစ်ခုပေါ်မှာတည်ဆောက်ထားပါတယ်ဒီဆိုင်ကိုရောက်ဖို့လေစီးရတာမျိုးဒါမှမဟုတ်ရေထဲလျှောက်ပြီးဝင်ရပါတယ်မီနူးကတော့ပင်လယ်စာတွေဖြစ်တဲ့ပစွန်ရေပဝဲငါးခင်တွေကိုဒေသဆန်ဆန်ပြင်ဆင်ပေးပါတယ်တိုင်းရဲ့ထူးခြားမှုကပင်လယ်လိုင်းတွေကြားတဲ့တဝူးတဲလိုခံစားရတဲ့နေရာပါအဲ့ဒါတွေဟာပင်လယ်ရဲ့အလားတရားနဲ့သဘာဝအတိုင်းစားတောက်နိုင်ပါတယ် ဒီဆိုင်ကဧည့်သည်12ဦးကနေ15ဦးလောက်ပဲလက်ခံနိုင်ပါတယ်။သာသုံးသူတွေကိုဆွဲဆောင်တာကဒီလိုတဘာဝကြကြနဲ့တူးကြတဲ့တင်းနီယာပါ။ဒီဆိုင်မှာတဦးကိုဒေါ်လာ90ကနေဒေါ်လာ100လောက်နဲ့စားတောက်နိုင်ပါတယ်။နံပါတ်၄ကက်ကဖေးနီကိုရိုဘီတိုချိုဂျပန်ဒီဆိုင်ကဂျပန်နိုင်ငံတိုချိုမြို့မှာရှိပြီးဧည့်သည်တွေကိုကြောင်နေတဲ့အပန်းဖြေရင်စားတောက်ခွင့်ပေးထားပါတယ်။ဒီဆိုင်မှာကြောင်ပေါင်း30လောက်ရှိပြီးအဲ့တဲ့တွေနဲ့ကစားကြပါတယ်။မီနူးကတော့အစင်ပြေတဲ့အစာပြေသားတွေ၊ကိတ်မုန့်တွေ၊တောက်စရာတွေပါဝင်ပါတယ်။ စားသုံးသူတွေကိုဆွဲဆောင်တာကကြောင်နေနဲ့အပန်းဖြေနိုင်တဲ့ထူးခြားတဲ့အတွေ့အကြုံပါဒီဆိုင်မှာတနားရီကိုရမ်းတထောင်လောက်နဲ့ဝင်ရောက်နိုင်ပြီးတောက်စရာတွေအတွက်ငွေတက်တက်ထပ်ပေးရပါတယ်သုံးထီကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်